ုန်းကြီးတချို့ဟာဖះရှင်ရဲ့သာသနာတော်ကိုမှီခိုပြီးနေရတာမှန်တော်လဲဖះရှင်ရဲ့မျက်နှာထက်လက်လာဘကိုပို့ပြီးတော့ကြည့်နေကြပြီဘုန်းကြီးတချို့ဟာဖះရှင်ရဲ့ဓမ္မဝိနည်းအဆုံးအမစကားထက်ညာညာလှူနိုင်တဲ့ဒါယကာဒါယိကာမတွေရဲ့စကားကိုပို့ပြီးတော့နားထောင်နေကြပြီဘုန်းကြီးတချို့ဟာဓမ္မဝိနည်းနဲ့မငြင်းရင်တန်လျာမှာခံရမယ့်အကုသို့ထက်လက်ရှိစံစားနေရတဲ့ စည်းစိမ်ဥစ္စာလတ်လာဗတွေညော်နေသွားမှာကိုပို့ပြီးတော့ကြောက်နေကြပြီမြင်တွေ့သည်များအကြောင်းသများတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်မင်္ဂလာပါခင်ဗျာဒီဘလော်လေးရဲ့ခေါင်းစဉ်ကိုအဝီစီးကစောင့်နေတယ်လို့အမည်ပေးထားရခြင်းပါအကြောင်းရှိပါလေဒီခေါင်းစဉ်လေးကဘယ်ရရတာလဲဆိုရင်ကျမ်းပြုအကျော်ဆရာတော်ကြီးအရှင်စနကဘိဝင်တရဲ့ဘာအတုံးနှုံးလေးပဲဖြစ်ပါတယ်ဒီတော့ဘယ်လိုပုံပုံတွေကိုအဝီစီးကစောင့်နေတာလဲဆိုရင် ဖျားထက်ကြီးကျင်သောဘုန်းကြီးတွေဖျားထက်ပင်ဉာဏ်ပညာကြီးမားတဲ့အောင်လုပ်နေသောဘုန်းကြီးတွေကိုအဝီစီကစောင့်နေတာဖြစ်ပါတယ်အဲ့ဒါကိုပင်ဆရာတော်ဘုရားကြီးကဝီနီးမလိုက်နာပဲသာသနာပြုမယ်ဆိုတာကတော့မဟုတ်သေးဘူးဘယ်ဘုံတွေဘလောက်ပဲရှိရှိဝီနီးမလေးစားလို့တိလမပါဘူးဆိုရင်တော့ဒေချာပြီအဲ့ဒီဘုန်းကြီးကိုအဝီစီကစောင့်နေပြီတဲ့ဆရာတော်ဘုရားကြီးရဲ့ဩဝါဒစကားလေးဖြစ်ပါတယ်ဒါကိုပဲဆရာတော်ဘုရားကြီးကဘုန်းကြီးတွေစီကံမဲ့တယ်များ ဖျားကိုထိကြိုက်တယ်။စီးမဲ့ကမ်းမဲ့အကျဉ်းညူမဲ့လာပြီးဆိုရင်သာသနာတော်ကိုပါ ထိကြိုက်တယ်။အဲ့ဒီလိုဆရာတော်ဖျားကြီးရဲ့အဆုံးအမအတိုင်းပဲသာသနာတော်ကို ထိကြိုက်အောင်လုပ်တော်ပုဂ္ဂိုလ်များကိုအဝေစီကစောင့်နေပါလိမ့်မယ်။အဲ့ဒီလိုအဝေစီကစောင့်နေတဲ့ပုဂ္ဂိုလ်တွေကတော့နံပါတ်၁ဘုန်းကြီးတချို့ဟာဆိုရင်ဘုန်းကြီးတချို့လို့ပြောတာပါ။ဘုန်းကြီးတွေအကုန်လုံးလို့လည်းကျွန်တော်မပြောဘူး။ဖျားရှင်ကိုတော်မြတ်ကအကျင့်တီလပြည့်နေတဲ့အာလိစီပုဂ္ဂိုလ်တွေရဲ့အပြစ်ကိုဖုံးဖိကာကွယ်ပြီးတော့ ချင်းမြောက်ထောက်ပံ့နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသာသနာဖြတ်တဲ့ပုဂ္ဂိုလ်ပဲသာသနာတော်ကိုမြန်မြန်ကွယ်အောင်လုပ်တဲ့လူပဲလို့ဘုရားရှင်ကအဲ့ဒီလူသာသနာပြတ်အောင်ကွယ်အောင်လုပ်နေတဲ့အောက်လက်စီတွေကိုလည်းဝေဖန်ရှုံချနှိမ်နှင်းချဖို့အတွက်ပါရဠိကံအထာကထာမှာအတိအလင်းဘုရားရှင်ကခွင့်ပြုတော်မူခဲ့ပါတယ်တိုးတော်လဲဘုရားထက်ကြီးပြီးတော့ဘုရားထက်ဉာဏ်ပညာမြန်မာကျင်တဲ့ဘုန်းကြီးတချို့ကတော့ဘုန်းကြီးတွေဘာလို့လို့မဝေဖန်နဲ့ဝေဖန်ရင်ဝေဖန်တဲ့လူမှအပြစ်ကြီးတယ်နော် တော်မဝေဖန်နဲ့စသည်ဖြင့်ချင်းချောက်တဲ့သကလုံးတွေနဲ့ဖះရှင်ခွင့်ပြုတော်မူခဲ့တဲ့အဆုံးအမနဲ့ဆန့်ကျင်ပြီးတော့မှပလင်ဘော်ကနေပြီးပနေအောက်ကတော့လူတွေကိုတာဒနာပွဲအောင်ဘယုတ်ဒုက္ခလုံးနေတဲ့ပုံကိုယ်တွေကိုဒီတိုင်းမျက်လုံးစုံနှိပ်ပြီးဖြစ်ချင်ရာဖြစ် ပြစ်ထားရမလို့ဖြစ်အောင်ဘာသာရေးနှိုင်းတိုက်နေပါနံပါတ်1ကတော့ဘုန်းကြီးတချို့ဟာဖះရှင်ရဲ့တာဒနာတော်ကိုနှီးခိုပြီးရက်တည်နေရတော့လေဖះရှင်ရဲ့မျက်နှာထက်လက်လာဘကိုပို့ပြီးတော့ကြည့်နေကြပါတယ် ။နံပါတ်3ဖယားရှင်ရဲ့အဆုံးအမစကားဖြစ်တဲ့ဓမ္မဝိနယတွေထက်အများလူနိုင်တဲ့ဒါယကဓာယိကာမတွေရဲ့စကားကိုပိုပြီးတော့နားထောင်နေကြပါတယ်။နံပါတ်4ဘုန်းကြီးတချို့ဟာယဟန်ကျင့်ဝတ်နဲ့မညီရင်တန်တရားမှာခံစားရမယ့်အကုသူထက်ယခုမြတ်မဘဝမှာစံစားနေရတဲ့စည်းစိမ်ဥစ္စာလတ်လာဘတွေညော်နေသွားမှာကိုပိုပြီးတော့ကြောက်ရွံ့နေကြပါတယ်။နံပါတ်5ဘုန်းကြီးတချို့ဟာ ဝိနည်းမလေးစားလို့ဖျားရှင်မျက်နှာတော်ညုံညင်မာထက်ညားညားလှူးနေတဲ့ဒါယကဒါယိကာမကြီးညုံညင်မာကိုကိုပြီးတော့စိုးရိမ်နေကြပါလေနံပါတ်6ခွန်ကြီးတချို့ဟာဖျားရှင်ကိုတော်မြတ်ရဲ့သာသနာတော်မြတ်ကြီးဆုတ်ယုတ်ပျက်စီးသွားမှာထက်မိမိတို့ပိုင်ဆိုင်ထားတဲ့လက်လာဘတွေဆုတ်ယုတ်ဆုံရှုံပျက်စီးသွားမှာကိုပို့ပြီးတော့စိုးရိမ်ကြပါလေနံပါတ်9ခွန်ကြီးတချို့ဟာပလင်ဘော်ကနေပြီးပလင်အောက်ကလူတွေကိုတော့ လောဘမီဒေါသမီမောဟအပူမီတွေနှိမ့်တက်ဖို့ဆရာကြီးစတိုင်နဲ့ဟောပြနေတော်လဲသူတို့ကိုယ်တိုင်ကကိလေသာမီးတွေလောင်မြိုက်ပြီးတော့ပြာပုံထဲကိုရက်ဝင်နေကြပါလိမ့်။နံပါတ်၈ဘုန်းကြီးတို့ဟာအထာတရားဆိုတဲ့အင်မတန်တန်ရှင်းစင်ကြယ်ဝင်မြတ်လှတဲ့ဇကလုံးကိုရွယ်မှာသောအတိတ်ပဲဖွင့်ဆိုချက်တွေနဲ့မိမိကိုများများလှူနိုင်ရင်တရားတရားကောင်းတဲ့လူမိမိကိုနည်းနည်းလေးလှူတဲ့သူဆိုရင် တရားတရားနဲတဲ့လူလို့လွယ်မှာသောအယူဝါဒတွေနဲ့တိုင်းတာနေကြပါနံပါတ်၉ဘုန်းကြီးတချို့ဟာနိဗ္ဗာန်မဲ့ဖို့ကိုရက်တူတူနဲ့ရောက်ရဖို့ထက်ယဟန်အသွင်ခိုးတင်ငန်းချုပ်ပြီးအချောင်းနေအချောင်းစားရတဲ့နေ့ရက်တွေရှည်ကြားနေတာကိုပဲတက်မဲ့နေကြပါနံပါတ်၁၀ဘုန်းကြီးတချို့ဟာနိဗ္ဗာန်မဲ့ဖို့နဲ့ဝေးရမှာထက်လက်ရှိစံစားနေရတဲ့အာယုံ၅ပါးကာမဂုဏ်တရားလက်လာဘတွေနဲ့ဝေးရမှာကို ပို့ပြီးတော့အထိတ်တလန့်ဖြစ်နေကြပါနံပါတ်7ဘုန်းကြီးတချို့ဟာသူတို့ဘာလို့လို့ကောင်းတယ်မှန်တယ်လို့ထောက်ခံတဲ့လူတွေဆိုရင်သူတို့ကသူတို့မှားတာကိုထောက်ပြတဲ့လူကိုတော့သူယုံမှာလို့တတ်မှတ်ပြီးအဓမ္မဝါဒတွေကြီးစိုးအောင်ပြုလုပ်နေကြပါတယ်နံပါတ်7ဘုန်းကြီးတချို့ဟာဓမ္မဝိနည်းတွေကိုထုံနှုတ်ပယ်ဖြတ်ဖြစ်ဆွတ်ပြင်ဆင်ချက်တွေနဲ့ဖျားသာသနာထက်ဘုန်းကြီးသာသနာပို့ပြီးတော့ကြီးကျယ်နေကြပါတယ် အဲ့ဒီလိုသာသနာတွင်းမှာနေပြီးတော့သာသနာတော်ကိုဖျက်နေတဲ့အဲ့ဒီလိုအကျင့်တီလဆရဏယိုယွန်းပြက်စီးနေတဲ့အလစ်စီတွေကိုပဲအပေးအညာထောက်ခံပြီးတော့သူတို့ရဲ့အပြစ်ကိုဖုံးဖိကာကွယ်ပြီးကိုယ်ွယ်စီးကပ်နေတဲ့လူဒါယကဓာဟိကာမတွေရောအဲ့ဒီဖုံးကြီးတချို့ရောအဲ့ဒီပုံကိုယ်တွေအလုံးကိုဆရာတော်ဖရာကြီးပြောတယ်လို့ပဲအဝီစီးကစောင့်နေပါတယ်အဲ့ဒါကိုပဲဆရာတော်ဖရာကြီးကဘာဆက်ပြောတယ်လဲဆိုတော့သာသနာတော်ကိုအမီးကနှုတ် ခေါင်းကနှုတ်နဲ့ပြုတ်လူပြုတ်လူဖြစ်နေရမှအတွင်းကဖြက်အပြင်ကဖြက်နဲ့ပြိုင်ပြီးဖြက်နေကြပြီလို့တဘဝတန်တရာစာအုပ်ရဲ့စာမျက်နာ431မှာအနာဂတ်သာသနာတော်အတွက်ဝန်းနေဖက်လက်ရင်လေးစွာနဲ့ဆရာတော်ကြီးကထည့်သွင်းရေးသားခဲ့ပါဒီနေရာမှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အများစုရဲ့အားနည်းချက်ကလည်းအတော်လေးကိုဆိုးပါဘာသာရေးနဲ့ပတ်သက်ပြီးလွဲမနေသောအကြောင်းအရာတွေကိုကျန်ကိုစာပြီးအထောက်အထားနဲ့တိတိကျကျများ ဝေဖန်ထောက်ပြပြီးဆိုရင်အဲ့ဒီပုံကိုကဘာသာချားလားလို့မေးတတ်ကြပါဘာသာချားတွေလို့ထင်တတ်ကြပါအင်မတန်ဆက်စုပ်ယွန်းရှာစရာကောင်းတဲ့ထင်မြင်ယူဆချက်ဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အမျိုးသားအမျိုးသမီးတွေကသာတည်းရင်မိမိကိုယ်ကိုယ်တဲ့ဘာသာတရားရဲ့အနှစ်သာရကိုလေးလေးနက်နက်သိရှိအောင်ကြိုးစားရမှာဖြစ်ပါတယ်အခုတော့ကိုယ်ကိုယ်တိုင်ကလည်းဘာသာတရားဆိုတာကိုမီယိုးဖလာကြာဘူးနားဝလောက်ကိုပဲအဟုတ်ကြီးမှတ်ပြီးတော့တကယ်တကယ်တက်သည့်နားလေတော့ လူပုဂ္ဂိုလ်တချို့ကအထောက်အထားခိုင်ခိုင်လုံလုံနဲ့တင်ပြပြီးဆိုရင်ကိုဘာသာကြားလို့ထင်နေတယ်ဆိုတော့တော်တော်လေးကိုအောက်တန်းကျပါကိုကိုပဲတဲ့ဘာသာတရားကိုထင်သိမြင်သိခံရအောင်ပြုမူနေတော့တနည်းအားဖြင့်မီးရှို့နေတော့ပုဂ္ဂိုလ်တွေကိုကျွန်တော်တို့ကတားရတယ်မီးလို့မီးလို့တော့ဟောရအဲ့ဒါအော်တဲ့လူကိုအပြစ်ပြောပြီးဆိုမှတော့ကျုပ်တို့ကတော့ဘို့ဘာသာအတွက်ဆက်ပြီးအော်ရပြောရမယ်လောက်ရအောင်မယ်လို့ပြောရပါဆိုတော့ကဒီကနေ့ဒီဘလော့လေးမှာတော့ကျွန်တော်ကဒီလောက်ပါပဲခင်ဗျ ရန်တော်နောက်ထပ်လည်းဘလို့အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာရင်တွေ့သည်။အားသမ ्या တွေမြင်မတော်တိုင်းကြုံပြီးတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်